အေရက်တောင်ပေါ်တက်ချင်ဘသူ့ကိုမေးမလဲဆိုစကလုံးကကျွန်တော်ဖတ်ခဲ့တဲ့ဒီ Secrets of Millionaire Mind နဲ့မှာကျွန်တော်သဘောကျဆုံးစကလုံးနေတဲ့တစ်ခုလည်းဖြစ်ပါတယ်။ဥပမာမေးစရာအေရက်တောင်ပေါ်တက်ချင်တယ်ဘသူ့ကိုမေးမလဲ။အောင်မင်းစွာတက်ပြီးရောအောင်မင်းစွာပြန်ဆင်းခဲ့တဲ့လူကိုမေးမလား။ဘလို့တက်ရမလဲထိုင်ပြောနေပြီးရောတခါမှမတက်ဘူးတဲ့လူကိုမေးမလား။မေးစရာဆိုရင်ဘသူ့ကိုမေးမလဲ။ ဆိုတော့ဒီစကားကကျွန်တော်ကိုလုံးဝအလင်းပွင့်စေတယ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ဆရာတင်ရဲ့လူရှိတယ်ကျွန်တော်တို့သိကျင်တိုင်းမင်းနေရဲ့လူရှိတယ်ကျွန်တော်တို့လေးစားနေရဲ့လူရှိတယ်ဒါပေမဲ့သူတို့တွေကကျွန်တော်တို့လိုချင်တာကိုရနိုင်ပြီးသားလူလားဆိုတာကျွန်တော်ပြန်မေးကြည့်ရမှာကိုကိုကဒီလမ်းသွားခြင်းနဲ့ तू ကဒီလမ်းကိုသွားပြီးလို့ပြန်အောင်ရောက်လာတဲ့လူလားအဲ့ဆိုကျွန်တော်မေးလို့ရတယ် तू ကကိုရီကိုဂိုက်လုပ်ပေးနိုင်တယ်ဒါပေမဲ့ဒီလမ်းမသွားတခါမှမသွားဘူးပဲနဲ့ကိုရီသွားမေးမယ်ဆိုလို့ရှိရင် तू အကြံပေးနေရတယ်လမ်းမနေရဖြစ်နေမယ် ဆိုတော့ဒါကျွန်တော်လုံးဝပွင့်ဝစေတယ်မိတ်ဆွေရောဒီမိတ်ဆွေဖြစ်နေလမ်းမှာဘသူရောက်နေပြီးသားလဲအေဝက်တောင်ဆိုပါဆိုဘသူရအိုက်တောင်ကိုတက်ပြီးတော့ပြန်အောင်ဆင်းလာပြီလဲသူတို့မေးပါသူတို့စီအကြံဉာဏ်ယူပါသူတို့သူတို့နဲ့ချင်းကပ်ပါသူနဲ့ရင်းနှီးအောင်ပေါင်းပါဆိုတော့ကျွန်တော်အဲ့အရာလေးအကြံပေးချင်ပါတယ်မင်္ဂလာပါကျွန်တော်အောင်ဆုံးရမှာ၃ရက်နေတက်ကိုပြောင်းနိုင်တယ်အသက်၂၅နှစ်ရွယ်လွန်ငယ်ချင်းဖြစ်ပါကျေးဇူးတင်ပါတယ်အဲ့တော့ပြောချင်တာကတတိဖြစ်ချင်လို့ရှိရင်တတိဖြစ်ပြီးသားလူစီရမေးပါတတိမဖြစ်သေးတဲ့လူစီရမမေးပါနဲ့ ကောအင်ဂျင်နီယာဖြစ်ရှင်လို့ရှင်အင်ဂျင်နီယာဖြစ်ပြီးသားလူอ่ะမေးပါအင်ဂျင်နီယာမဖြစ်သေးတဲ့လူစီမမေးပါနဲ့ကောဆရာဝန်ဖြစ်ရှင်လို့ရှင်ဆရာဖြစ်ပြီးသားလူอ่ะမေးပါဆရာဝန်မဖြစ်သေးတဲ့လူစီမမေးပါနဲ့ကောတရားရကျင်လို့ရှင်တရားရပြီးသားလူစီမမေးပါတရားမရသေးတဲ့လူစီမမေးပါနဲ့မစ္စတာရှင်းမဲ့ထင်ပါတယ်